မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရခင်ဗျာယနေ့တော့စီဂျိုတွေးတိုးသမားများတို့အလွယ်ကူဆုံးကျွန်တော်တက်တာပြောက်ကင်းယူတော့အမြန်ဆုံးကြာစေမယ်ဆေးနီလန်းလေးကိုအပြောက်စီခြင်းနဲ့စေတနာမြတ်တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့အတော်တော်များများစီဂျိုတွေတက်တယ်အသွေးတွေတိုးတယ်ဗောနောနောက်ကကြောက်ကက်တွေဖြစ်ကြတယ်တော်တော်များများဖြစ်ကြပါတယ်ဗောနောအဲ့ထေရမှကျွန်တော်စီဂျိုတွေးတိုးသမားများတို့ တကယ်ဟိုမှလွယ်ကူပြီးတော့ကျွန်တော်တို့အမြန်ဆုံးလဲတတ်တာကြစီမဲ့စီနီလန်လေးကိုလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်စီချိုသူသူသမားတွေအနေနဲ့ကျွန်တော်တို့လုပ်ပေးရမယ့်စီနီလေးရတော့ကင်းမှုန်သီးပေါ့နော်ကင်းမှုန်သီးရဲ့အရွက်ကိုပေါ့နော်ကင်းမှုန်ပင်အဲဒါမျိုးတွေတွေ့ကြမှာပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ဒီမှာလဲတင်ထားပေးပါတယ်နော်ကင်းမှုန်ပင်ကင်းမှုန်ပင်ရဲ့အရွက်ကိုနော်ကျွန်တော်တို့ကအလက်တဆုပ်စာလောက်ပေါ့နော်အလက်တဆုပ်စာလက်နက်ဆုပ်စာပေါ့ကျွန်တော်ကထောင်းလိုက်ညက်ရေစင်အောင်တော့စီပြီး စီဘီညောင်းထောင်းထောင်းပြီးဝတ်ပြီးဆိုရင်ကျွန်တော်တို့ကသမယာရည်လေးတစ်ပေါက်နှစ်ပေါက်သုံးလေးပေါက်လောက်ညှစ်ထည့်လိုက်ညှစ်ထည့်ပြီးမှုေပေးလိုက်မှုေပြီးပြရင်ထမင်းစားစုံနဲ့တစ်နှစ်ကိုကျွန်တော်တို့ကတစုံပုံမှန်လေးကျွန်တော်တို့တောက်ပေးရမယ်ဆိုရင်စီးကြူသွေးတူသမားတို့ကတကယ်ကိုမှကျွန်တော်အထီးအောင်ဆုံးနဲ့အမြန်ဆုံးတက်တာပြောက်ပြင်မဲ့အစင်းလေးလေးမှုလို့ဒါပြောက်စေခြင်းနဲ့စင်တာမေတ္တာဖြစ်ညှောက်ဝေပေးခြင်းဖြစ်ပါတယ် ျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်စီဂျိုသွေးတို့တမအတွက်ကင်းမုံတီးပေါ့နော်ကင်းမုံပင်ရဲ့အရွက်ကိုကျွန်တော်တို့ရေစင်အောင်ဆေးပြီးတော့ငရုတ်ဆုံမှာထောင်းထောင်းလို့ရတဲ့သူ့ရဲ့အဖတ်နဲ့အရည်ကိုပေါ့နော်ထောင်းလိုက်ထောင်းလို့ညက်ဝါပြီဆိုတိုင်းကျွန်တော်တို့ကတမများကြီး3-4ဘွားလောက်ကျွန်တော်ညှက်ထည့်ပြီးညှက်ထည့်ပြီးနည်းနည်းမှုလိုက်မွေပြီးွားကြီးဆိုတာကျွန်တော်ထမင်းစားဆုံးနဲ့တဆုံးပေါ့နော်ပမာဏကကျွန်တော်တောက်ပေးရမယ်ဆေးရဲ့ပမာဏကကျွန်တော်ထမင်းစားတဲ့ထမင်းစားဆုံးနဲ့တဆုံးပေါ့နော် အဲ့ဒါကိုတနေ့ကိုတစ်ချိန်ထမင်းစားပြီးကျွန်တော်တို့ကအနိုင်ဘွက်တနိုင်လောက်ခြားပေါ့နော်ခြားပြီးတောက်ပြီးတနေ့ကိုတစ်ချိန်တောက်ပြီးမှဆိုရင်တကယ်ဟူမှကျွန်တော်တို့အမြန်ဆုံးအဲစီတို့တွေးတို့တမတို့အတကယ်ဟူမှတတ်တာပြောခင်မဲ့စိတ်နေလန်လေးမဟုတ်လို့အဲကျွန်တော်ပြောပြပေးခြင်းပါတယ်တကယ်လို့အဲကိုကျွန်တော်ရဲ့ view လေးတွေ့တယ်ဒါပေမဲ့ကိုကကိုကိုလည်းမဖြစ်ဘူးအဲကိုမဖြစ်ဘူးဆိုရင်တော့မှအဲကျွန်တော်ရဲ့ view လေး share တော့လည်းကောင်းအစ်စ်တော့လည်းကောင်းအဲထားထားပြမယ်ဆိုရင်အကျိုးရှိပါတယ်ဘာဖြစ်လို့ဆိုတော့ အကူမဖြစ်ခဲ့ရင်တော့မအကူပင်းတော့မှဖြစ်တယ်တကယ်ကြီးမိတ်ဆွေညီကောင်မတော်တော့လည်းကောင်းပါတော့ဖြစ်ခဲ့တယ်ဆိုရင်လည်းဒီစီနီလိုင်းလေးပြပြီးတော့သူတို့တက်တာပြောက်ပြီးမှလည်းဆိုရင်မျိုးလဲကုတူရတယ်ခံစားနေရဝေဒနာရှင်လဲစိတ်ချမ်းသာမယ်ကိုချမ်းမှာပဲကျွန်တော်တို့လည်းကုတူရမှာပေါ့နော်ဒါဒီစီစကားလေးကကျွန်တော်အမြဲတမ်းအပြောနေစားစကားလေးပါတဝူမြတ်တာတဝူစေတနာပေါ့နော်အဲကြောင့်မို့အဲကျွန်တော်ရဲ့စီနီလိုင်းကြည့်ပြီးတော့လဲဘယ်သူမှမဆိုးဘယ်ယောဂမဆိုးအမြဲဆုံးတက်တာပြောက်ပြီးမှစီကျွန်တော်ရဲ့စီနီလိုင်းမှမဟုတ်ပါဘူးတခြား တမားတော့ဆရာဆမိုက်မဲရဲ့စီနင်းလန်းလေးလဲเนาะအတူဘယ်ယောဂဘယ်ဝေဒနာရှင်မဲဖြစ်ဖြစ်အမြန်ဆုံးသက်သာပြောခင်းပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်เนาะအဲကျွန်တော်ရင်နောက်လာမဲ့ဗီဒီယိုဒီမှာလဲကျွန်တော်ဘယ်လိုဆူဆောင်းကောင်းမရအောင်မျိုးရစ်ရှိဘူးဘယ်လိုယူဆောင်လာပေးအောင်မလဲဆိုတော့လဲကျွန်တော်ရဲ့ဗီဒီယိုလေးစောင့်မျိုးတရှိပေးပါအောင်လို့ဒီနေ့လည်းကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အနာမျိုးကိုတက်ချပါယောဂောက်ခံစားနေရဝေဒနာရှင်မျိုးရစ်အားလုံးအနာနဲ့စင်နဲ့တွေ့ပါစေဆရာကောင်းသမားကောင်းနဲ့တွေ့ပါစေเนาะ ခန်းစားနေရဝင်စားရှင်များလည်းအားလုံးလည်းအများဆုံးတက်တာပြောက်ခင်ပါစေကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရာတိုင်းမကအသက်နှစ်ရာတိုင်းအေးချမ်းပျော်ရှင်သောဘဝကီလံကိုငင်းချမ်းစွာအေးချမ်းစွာပျော်ရှင်စွာဖြတ်သန်းနိုင်ကြပါစေရှောင်းလန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မျိုးတွေအားလုံးပဲကျမချမ်းသာပါစေအနာမျိုး96ပါးရောဂါကင်းမွေးပါစေကတ်ကြီးသုံးပါးမှလည်းကျော်လွှားနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ